Class Star Channel ကိုအားပေးနားဆင်နေတဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ပရိသတ်များအတွက်ဒီကနေ့တင်ဆက်ပေးချင်တဲ့သတင်းကတော့ Donald Trump နဲ့ Elon Musk တို့အပြန်အလှန်ဝေဖန်ငါမကူရင် Trump တမရဖြစ်လာမှာမဟုတ်လို့ Elon Musk ဆိုတယ်။ Elon Musk ၏ကုမ္ပဏီများနဲ့ချုပ်ဆိုထားတဲ့အစိုးရစာချုပ် Trump ချင်းချုပ်တဲ့သတင်းကိုတင်ဆက်ပါမယ်ရှင်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရအသုံးစရိတ်ဥပဒေကိုဘီလီယံနာတထင်းအီလွန်မတ်စ်ကတိတ်ကိုရွှန်းရှားပွဲရကောင်းတယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်ပြီး၎င်းတို့နှစ်ဦးအင်တာနက်ပေါ်တွင်အပြန်အလှန်တိုက်ခိုက်ဝေဖန်မှုများဖြစ်ပေါ်နေသည်ထရန့်ရဲ့အသုံးစရိတ်မူကြမ်းအားပြင်းပြင်းထန်ထန်ဝေဖန်ရန်အီလွန်မတ်စ်သည်အစိုးရလုပ်ငန်းများစွာဆွမ်းဆောင်ရေးမြင့်တင်ရေးတရားဝင်အနားယူခဲ့ပြီးထရန့်ကလည်း၎င်းကိုအိမ်ပြူတော်မှရွှေတော်တစ်ချောင်းလက်ဆောင်ပေး၍နှုတ်ဆက်ပွဲ လုပ်ခဲ့သည် ထို့နောက်ဆက်ပွဲအပြီးရက်ပိုင်း Elon Musk က Trump ရဲ့ဥပဒေကိုဝေဖန်ခဲ့ခြင်းဖြစ်တဲ့ထိုအခြေအနေကိုတုံ့ပြန်တဲ့အနေနဲ့ Trump က Elon Musk ကိုအစိုးရရာထူးမှထွက်သွားရန်သူကိုယ်တိုင်ပြောဆိုခဲ့သည်ဟု Elon ကိုကြုတ်တော်စိတ်ပြတ်သွားတယ်။ကြုတ်သူကိုအများကြီးကူပေးခဲ့တယ်။သူနဲ့ဆက်ဆံရေးအလွန်ကောင်းခဲ့တယ်။အများရှိမှနှုတ်ဆက်ပွဲလုပ်တယ်။ဒီပွဲမှာချက်စရာကောင်းတာတွေပြောတယ်။ သူအခုဘာတွေစိတ်ဆိုးလဲလက်စစ်ကားတွေနဲ့ပတ်သက်ပြီးအစိုးရပန့်ပိုးထားတဲ့ဒေါ်လာတန်းထောင်ချီပေးထားတာတွေကိုရက်ဆိုင်လိုက်လို့တည်င်းထောက်များအားရန်ရန်နေတွင်ပြောဆိုခဲ့သည်ထို့ပြင်၎င်းကတမရဂျိုးဘိုင်တန်အစိုးရလက်ထက်အီလိုမတ်ထုတ်ဆိုထားတဲ့စာချုပ်များကိုရက်ဆိုင်ပြစ်မယ်လို့လည်းဆိုပါတယ်ဒေါ်လာတန်းထောင်ချီဗီလီယံဗီလီယံချီပိုက်ဆံတွေကိုအကောင်းဆုံးနည်းကတော့အီလိုနဲ့ချုပ်ထားတဲ့အစိုးရစာချုပ်အမရဂျီပန့်ပိုးမှုတွေကိုရက်လိုက်တာပဲဖြစ်တယ် ဒါကြောင့်ဘိုင်ဒန်ဘာကြောင့်မရိုက်ခဲ့လဲမသိဘူးအံ့ဩစရာပဲဟုလဲသူထူထောင်ထားတဲ့ Trans Social Internet လူမှုကွန်ရက်ပေါ်မှာရေးသားထားသည် Trans ရဲ့ပြောဆိုချက်အား Elon Musk ကတံပြန်သည့်အချိန်ရွေးကောက်ပွဲရှုံးခဲ့မှာ Democratic Party အမတ်တွေကအောင်းနဲ့အထက်လွတ်တော်မှာလဲ Republican အမတ်တွေကဒီလောက်နဲ့ပဲနေရာဆိုးမိုးနိုင်မှာ အခုတော့တော်တော်ကျေးဇူးပဲလို့အွန်လိုင်းလူမှုကွန်ရက်မှာရေးသားသည်ထို့ပြင်အရွယ်မရောက်သည့်အမျိုးသမီးငယ်များကိုစီယုံအမျက်ထုတ်လှူဆောင်မှုများပြုလုပ်ခဲ့တဲ့ Jeffrey Asset အစိုးရမှတ်တမ်းများတွင် trend နာမည်လဲပါရှိကြောင်းအစိုးရကလွှတ်ဝတ်ထားကြောင်းလဲ Elon Musk ကရေးသားသည် Elon Musk သည် Trump ရေးကပွဲအနိုင်ရရေးအတွက်ငွေကြေးသုံးစွဲခဲ့သူဖြစ်သည် ၎င်းတို့နှုတ်အငင်းပွားပြီးနောက် Elon Musk ပိုင်း Tesla share တန်ဖိုးများ၁၄ရာခိုင်နှုန်းထိုးကျခဲ့ပြီးငွေကြေးအဖြစ်150ဘီလီယံဆုံးရှုံးသွားခဲ့သည်ဆက်လက်ပြီးရှီနဲ့ဖုန်းပြောပြီးတဲ့နောက်တရုတ်ကိုသွားလည်ဖို့စဉ်းစားထားတယ်လို့ထရန့်အတီးပြုတဲ့အကြောင်းကိုတင်ဆက်ပါမယ်ရှင်။ရှီနဲ့ဖုန်းပြောပြီးတဲ့နောက်တရုတ်ကိုသွားလည်ဖို့စဉ်းစားထားတယ် သူဟာတရုတ်နိုင်ငံစီအလဲအပတ်ခရီးစဉ်သွားရောက်ဖို့စဉ်းစားကြောင်းတမရတော်နဲ့ထွက်ကအတိပြုပြောကြားခဲ့ပါတယ်တရုတ်တမရရှီကျင့်ဖြင့်နဲ့ဖုန်းဆက်စကားပြောပြီးတဲ့နောက်မှာတော့အစီအစဉ်ရေးဆွဲသွားမယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်သူနဲ့ရှီနဲ့ကြားအရန်ကောင်းမွန်ခဲ့တယ်လို့ထွက်ကဆိုပါတယ်သူကတရုတ်ကိုသွားရောက်မယ်လို့ထုတ်ပြောကြားခဲ့ပေမဲ့လည်းနှစ်ဖက်အစိုးရတွေစီတရားဝင်ထုတ်ပြန်တာမျိုးတော့မရှိသေးပါဘူးကဘာပေါ်မှာစီးပွားရေးအင်အားအတောင့်တင်းဆုံးဖြစ်တဲ့ ကြိုင်ဘက်နဲ့အခုအခြေအနေမှာတော့ကုန်သွယ်ရေးဆိုင်ရာမူဝါဒတွေအရာတင်းမာမှုတွေရှိနေပါတယ်။နောက်ပြီးဖေဖော်ဝါရီလမှာထရန့်ကတရုတ်ကိုစစ်ပွဲဆန်ဆန်တွင်းကုံအခွန်စီးကျက်မှုမူဝါဒတွေစတင်ကျင့်သုံးခဲ့ပြီးနှနိုင်ကန်တံမရတွေကြားပထမဆုံးအကြိမ်ဖုံးဆက်ဆွေးနွေးမှုဖြစ်ပါတယ်။ဇွန်လ9ရက်နေ့တော့ကသူကရှီနဲ့တနအီခွဲလောက်ဖုန်းပြောခဲ့တယ်။ ။အကြောင်းအရာတွေကတော့ကုန်တယ်ရေးကဏ္ဍကိုအဓိကထားပြီးအရန်ကားမော်နဲ့အပိသက်အဖြေမျိုးတွေထွက်ပေါ်ခဲ့ကြောင်းလည်းရေးသားခဲ့ပါတယ်။ရှီကသူ့ကိုတရုတ်စီအလဲအပတ်လာရောက်ဖို့ဖိတ်ခေါ်ခဲ့တယ်လို့အမေရိကန်စီအလဲလာဖို့ပြန်ဖိတ်ခဲ့တယ်လို့ထရန့်ကဆိုပါတယ်။အိမ်ဖြူတော်မှာဂျာမနီအဓိပတိ Friedrich Merz ကိုလက်ခံခဲ့ကြောင်းထရန့်ကသူနဲ့ရှီဖုန်းပြောခဲ့ကြတဲ့အကြောင်းကိုသတင်းထောက်တွေထံအတည်ပြုခဲ့ပါတယ်။သူနဲ့ရှီဟာအပြန်အလှန်ဖိတ်ကြားမှုတွေကိုလက်ခံခဲ့ကြကြောင်းနဲ့ မဲလာနီယာတို့ဟာအချိန်တစ်ခုခုမှာတရုတ်နိုင်ငံစီသွားရောက်ပြီးဇနီးမောင်နှံလည်းအမေရိကန်ကိုလာလဲမယ်လို့မျှော်လင့်ကြပါတယ်။တမ္မာနှဦးဖုံးပြောတဲ့ကိစ္စကိုတရုတ်ကထုတ်ပြန်ထားရမှာတော့လာရောက်ဖို့ဖိတ်ကြားထားကြောင်းရှိပေမဲ့ထရန့်ဘက်ကပြန်လည်ဖိတ်ကြားချက်ကိုတော့ထည့်သွင်းမထားပါဘူး။တရုတ်အစိုးရပိုင်းရှင်းဟွာသတင်းဌာနကတော့တမ္မာရှီဟာတရုတ်အပေါ်အနုလက္ခဏာဆောင်စည်းတဲ့သက်မှတ်ချက်တွေတိုက်တွန်းခဲ့ကြောင်းဖော်ပြသွားပါတယ်။ ။နောက်ပြီးကုန်သွယ်ရေးဆိုင်ရာသင်းမာမှုတွေကိုလျှော့ချဖို့နှစ်ဖက်တဘောတူညီမှုတွေရှိခဲ့ပြီးချိန်ကလေးကတရုတ်ဟာအဲဒီကနေဒီလိုဆောင်ထဲမှုမျိုးနှစ်ဖက်စလုံးကပြသဖို့လူကြောင်လဲရှိကတတိယပါတယ်။ဒါဟာကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်တွေကိုချိုးဖောက်ပြီးမကြသေးခင်ကအပြန်အလှန်ဆွတ်ဆွဲမှုတွေကိုရှိကတရားရည်ညွန်းကြောင်းရှီနဲ့ထရန်တို့ဖုန်းပြောခဲ့ကြချိန်မှာခြိုင်ဝမ်အရေးလိုမျိုးတခြားနိုင်ငံရေးတွေထည့်သွင်းဆွေးနွေးခဲ့ကြောင်းလည်းသိရှိရပါတယ်။ ဆက်လက်ပြီးတော့စစ်တမ်းအရာအနိုင်ရရဲ့ပါတီအတက်ထူထောင်ဖို့လိုအပ်အီလွန်မတ်စ်ရဲ့နိုင်ငံသားဖြစ်မှုကိုစုံစမ်းစစ်ဆေးပြီးဥပဒေနဲ့အညီမောင်းထုတ်တင်တယ်လို့ဒေါ်နယ်ထရန့်ရဲ့နိုင်ငံရေးဗျူဟာဟောင်းဇွန်လ9ရက်2025ရက်နေ့ကပြောကြားပါဗျ။အမေရိကန်မှာနိုင်ငံရေးပါတီအတက်ဖန်တီးဖို့အချိန်ရောက်ပြီလို့ နိုင်အတွင်းမှာလူမှုကွန်ရက်ပေါ်မှာလူ9တန်း6သိန်းကျော်စစ်တမ်းအရာဖြေဆိုခဲ့သူ60ရာခိုင်နှုန်းကပါတီအစ်စ်ထူထောင်ရန်ထောက်ခံထားကြောင်းဘီလီယံနာအီလွန်မတ်စ်ကဖော်ပြထားပါတယ်ဒီမိုကရက်တစ်နဲ့ Republican Party မဟုတ်တဲ့ American ကိုစားပြုမဲ့ပါတီတစ်တခုလိုအပ်နေပြီလို့လည်း Elon Musk ကရေးသားထားပါတယ်။ American လက်ရသတင်းဌာနထူထောင်သူနဲ့ Donald Trump နိုင်ငံရေးအကြံပေးပြုဟာမူဟောင်းဖြစ်တဲ့ Steve Bannon က ဒေါ်နယ်ထရန့်အစိုးရအနေနဲ့ဘီလီယံနာအီလွန်မတ်စ်ရဲ့အမေနိုင်ငံသားဖြစ်လာမှုတွေအပေါ်တရားဝင်စုံစမ်းစစ်ဆေးသင့်ရင်ဥပဒေအပေါ်ချိုးဖောက်ခဲ့တာတွေ့ရင်နိုင်ငံတဲကနေချက်ချင်းအီလွန်မတ်စ်ရဲ့ SpaceX ကိုတင်ဆက်ဖို့လိုအပ်တယ်လို့ဇွန်လတွင်အမေရိကန်သတင်းဌာနတွေနဲ့မေးမြန်းချက်များမှာပြောဆိုခဲ့ပါတယ်ဘီလီယံနာအီလွန်မတ်စ်ကလည်း စတိဗန်နိုဟာဒိုတန်နောက်ဆက်ဟန်သားနေတဲ့ကွန်မြူနီတီယောက်ဖြစ်တယ်လို့ရတားတဥတာဖြစ်တယ်လို့လူမှုကွန်ရက်ကနေတုံ့ပြန်ပြောဆိုခဲ့ပါတယ်။ဆက်လက်ပြီးတော့ထရန်လောက်ရက်ကိုချက်ချင်းအေးအေးယူဆောင်ရွက်တဲ့လို့ဟာဗတ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပါမယ်ရှင်။နိုင်ငံတကာကအကြောင်းသားတွေအမေရိကန်တက္ကသိုလ်မှာပညာသင်ခွင့်ပိတ်ပင်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတမရဒေါ်နယ်ထရန့်ရဲ့လောက်ရက်ကိုအဲဒီကိစ္စကိုချက်ချင်းအရေးယူဆောင်ရွက်ပေးတဲ့အကြောင်းဟာဗတ်ကပြောကြားလာပါတယ်။ ထွန်ရဲ့ကြီးညာချက်ထဲမှာနိုင်ငံတကာကထောင်နဲ့ချီတဲ့ចောင်းသားတွေအမေရိကန်မှာလာရောက်ပညာသင်ခွင့်ကိုတားမြင်ပိတ်ပင်လိုက်ကြောင်းចောင်းသားတွေကိုပညာသင်ခွင့်မပြုရဘူးလို့ဆိုပါတယ်။ចောင်းသားဝင်ခွင့်ပိတ်ပင်မှုကအ ਨੇ စုံ6လနဲ့အထက်ကြာနိုင်ပြီးထရန့်ကသူ့ရဲ့သက်မှတ်ချက်စံနှုန်းနဲ့ကန့်ညီတဲ့လက်ရှိဟာဗတ်ចောင်းကိုပြန်လည်စဉ်းစားသုံးသပ်ပေးဖို့အမေရိကန်နိုင်ငံခြားရေးဌာနကိုညွှန်ကြားပါတယ်။ အိမ်ဖြူရောပြောရေးဆိုခွင့်ရှိသူအဗက်ကဂျက်ဆန်ကတော့ဟာဗတ်ကအမေရိကန်ကျောင်းသားတူတစ်ခုလုံးကိုအနေရဖြစ်စေတဲ့အပြင်အဲ့ဗီဇာဖလှယ်ရေးစနစ်နဲ့အမျိုးသားလုံခြုံရေးကိုပါစွန့်စားနေတယ်လို့အကျိုးဆက်ကိုရင်ဆိုင်ရမှာဖြစ်ကြောင်းလည်းပြောကြားသွားပါတယ်။ထရန့်အစိုးရအဖွဲ့ကနိုင်ငံရဲ့အချမ်းသာဆုံးနဲ့တပ်တန်းအရင်ဆုံးဗီလီယံနဲ့ချီတဲ့ရန်မုံငွေတွေဖျက်တောက်လိုက်တဲ့အပြင်အခွန်ကရုပ်သိမ်းလိုက်တာဖြစ်ပြီးဥပဒေအကြောင်းအရာစိန်ခေါ်မှုတွေကိုလည်းပေးနေတာဖြစ်ပါတယ်။ ဟာဗတ်ကတော့ကျောင်းအုပ်ချုပ်မှုတင်ယိုးညွန်းနဲ့တက္ကသိုလ်နဲ့ကျောင်းသားတွေရဲ့သဘောထားအမြင်တွေနဲ့ပတ်သက်ပြီးအစိုးရရဲ့တောင်းဆိုချက်တွေကိုလာရောဖို့ညှဉ်းဆန်ခဲ့တဲ့အတွက်အစိုးရဘက်ကလက်စားချေတာဖြစ်တယ်လို့ဆိုပါတယ်။အခုလိုစိတ်ဝင်စားဖွယ်နိုင်ငံတကာသတင်းတွေကိုနားဆင်ဖို့အတွက်ကျမတို့ရဲ့ Dot Star Channel လေးကို Like and Subscribe လောက်ဆောင်ပေးကြပါအောင်ရှင်။အဆုံးထင်နားဆင်ပေးတဲ့အတွက် အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။